င်္ဂလာပါရှင်။တနင်္လာနေ့ဒီနေ့တာနောက်ဆုံးရသတင်းများစုစည်းမှုစီစဉ်ကနေကြိုဆိုလိုက်ပါရစေ။ကျမချီလီပါ။ဒီကနေ့2025ခုနှစ်ဇွန်လ9ရက်နေ့အတွက် တင်ဆက်ပေးမယ့်သတင်းတွေကတော့အိုးဘိုထောင်မှာငလင်ကြောင့်နိုင်ကျင်း49ဦးသေဆုံးမှုစစ်ကောင်စီဖုံးကွယ်တဲ့သတင်း။တလအတွင်းစစ်ကောင်စီလက်ချက်ကြောင့်အမျိုးသမီး100နီးပါးသေဆုံးတဲ့သတင်း။နိုင်ငံတကာသတင်းမှာတော့အာနာသိန်းနိုင်ချင်းနဲ့ပတ်သက်တဲ့စိုးရိမ်မှုတွေကိုထိုင်းကာကွယ်ရေးဝန်ကြီးပယ်ချတဲ့အကြောင်းတို့ကိုတင်ဆက်ပေးပါမယ်ရှင်။ မန္တလေးတိုင်းဥပိုလ်ချင်းထောင်မှာမတ်လ28ရက်နေ့ကဖြစ်ပွားခဲ့တဲ့ငလင်ပေးမှာသေဆုံးသူ80ဦးရှိပြီးအဲ့ဒီထဲမှာနိုင်ငံရေးအကျဉ်းသား49ဦးပါဝင်တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကဒီကနေ့မှသတင်းထုတ်ပြန်လိုက်ပါတယ်။ Sorry နော်ဒီကနေ့မှသတင်းထုတ်ပြန်ပါတယ်။ဒီသတင်းကိုတော့အင်မီကတင်ဆက်ပေးထားပါတယ်။မလင်းကြောင့်ကျင်းသားတွေတည်ဆုံမှုနဲ့ပတ်သက်ပြီးစစ်ကောင်စီဘက်ကမိသားစုဝင်တွေကိုတိမပေးဘဲ ဖုံးကွယ်ထားမှုပေါ်အချိန်နှစ်လကျော်ကြာစုံစမ်းဖို့တို့ပြီးမှရရှိလာတဲ့တည်ဆုံးသူတွေရဲ့အမည်အသက်နဲ့ပုံမှန်တွေကိုအများပြည်သူတွေသိအောင်ဖော်ပြနိုင်ခဲ့တာလို့ဆိုပါတယ် PPNN ပြောရေးဆိုခွင့်ရှိသူကိုတိုက်တွန်းကအခုလိုထုတ်ပြန်တာဟာတည်ဆုံးသူတွေအတွက်ကြံရစ်တဲ့မိသားစုဝင်တွေကစာပနပြုလုပ်နိုင်ဖို့ရည်ရွယ်တယ်လို့တန်လွင်တိုင်းကိုပြောပါတယ်ငလျင်အတွက်ကုညီနေရသူတွေအနေနဲ့ကျင်းတောင်တွင်းမှာတည်ဆုံသွားသူတွေကိုလည်းမိမထားပဲကုညီပေးနိုင်ကြဖို့နဲ့အသက်မသေးပေမဲ့တိကြိုက်တဲ့ရသူတွေကလည်း အကူအညီတွေလိုအပ်နေတယ်လို့သူကဆက်ပြောပါတယ်။ငလင်ကျောင်းနိုင်ငံရေးကျင်းသားတွေဖြစ်တဲ့အသက်16နှစ်ကနေ55နှစ်ကြားရှိအမျိုးသား32ဦးနဲ့အမျိုးသမီး18ဦးသေဆုံးခဲ့ရတယ်လို့ဆိုပါတယ်။အကျဉ်းသားတေဆုံးမှုမှလည်းပတ်သက်ပြီးစစ်ကောင်စီဘက်ကသတင်းထုတ်ပြန်မှုမရှိဘဲသတင်းမှောင်ချဖုံးကွယ်ထားတယ်လို့သိရပါတယ်။အိုးဘိုကျင်းတောင်တွင်ရှိနိုင်ငံရေးကျင်းသားတွေတေဆုံးမှုနဲ့ပတ်သက်ပြီးသတင်းမှောင်ချခံထားရလို့ပြင်ပရှိမိသားစုဝင်တွေပါဝင်မိဘပြည်သူတွေအနေနဲ့လည်းဖြစ်စဉ်ချင်းနေမှန်တွေမသိရှိခဲ့ကြသေးပဲရက်လယ်ဆွန်ကျွေးပင် မပြုလုပ်နိုင်ကြသေးဘူးလို့ဆိုပါတယ်။အိုးဘိုချင်းတော်တွင်ရှိနိုင်ငံရေးကျင်းသားတွေပါဝင်အကျဉ်းသားတွေဟာထောက်ပံ့ကူညီမှုများစွာလိုအပ်လျက်ရှိနေပြီးလူခွေရေးနဲ့တရားမျှတမှုကိုပေါ်ဆောင်နေကြတဲ့အဖွဲ့အစည်းတွေအနေနဲ့ထောက်ပံ့မှုတွေဆောင်ရွက်ပေးစီလိုတယ်လို့ PPNN ကတိုက်တွန်းထားပါတယ်။ ိုင်ငံတော်မှာမေလတလအတွင်းစစ်ကောင်စီရဲ့ဖမ်းဆီးတပ်ဖြတ်မှုနဲ့လေကြောင်းကနေပုံကျဲတိုက်ခိုက်မှုတွေကြောင့်အမျိုးသမီးတရားနီးပါးတေဆုံးခဲ့တယ်လို့မြန်မာအမျိုးသမီးတမက BWU ကဇွန်လ6ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ဒီသတင်းကိုတော့ယွန်းကြည်ပြားကပြောပြပေးမှာဖြစ်ပါတယ်။မေလတရက်နေ့ကနေမေလ31ရက်နေ့အထိတလအတွင်းနိုင်ငံတော်မှာစစ်ကောင်စီလက်ချက်ကြောင့်အပြစ်မဲ့အမျိုးသမီး62ဦးတေဆုံးခဲ့ရပြီး82ဦးထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်82ဦး လက်နက်ကြီးပစ်ခတ်မှုကြောင့်၄ဦးဖမ်းဆီးတပ်ဖြတ်မှုကြောင့်၄ဦးအကျဉ်းထောင်တွင်စေဝါကုသခွင့်မရရှိတာကြောင့်၁ဦးနဲ့လိမ်မိုင်းဆိုင်ရာအကြမ်းဖက်မှုကြောင့်၂ဦးအသီးသီးသေဆုံးခဲ့ရတယ်လို့ BMW ကဆိုထားပါတယ်။အဲ့ဒီထဲမှာအသက်၁၈နှစ်အောက်အမျိုးသမီးငယ်၂၉ပါဝင်ပြီးသခိုင်းတိုင်းမှာတော့သေဆုံးသူ၄၁ဦး၊ရခိုင်ပြည်နယ်နဲ့မန္တလေးတိုင်းတို့မှာ၁၄ဦးနဲ့အများဆုံးသေဆုံးခဲ့တာပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့မေလ၁၂ရက်နေ့နဲ့၁၃ရက်နေ့မှာ သခိုင်းတိုင်းဒီပရင်မြို့နယ်အိုထိန်ကျေးရွာစာတင်ကျောင်းနဲ့ရခိုင်ပြည်နယ်ရတိတောင်မြို့နယ်ထွန်းရဝေရွာဟောင်းကိုစစ်ကောင်စီတပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးအပါအဝင်လူအများပြားသေဆုံးခဲ့ရပါတယ်။ပြီးခဲ့တဲ့ဧပြီလအတွင်းနိုင်ငံတော်မှစစ်ကောင်စီလက်ချက်ကြောင့်အသက်18နှစ်အောက်ကလေးငယ်အပါအဝင်အမျိုးသမီး82ဦးသေဆုံးခဲ့တယ်လို့မြမအမျိုးသမီးသမဂကထုတ်ပြန်ထားပါတယ်ရှင်။ အာဏာသိမ်းနိုင်ခြင်းနဲ့ပတ်သက်တဲ့စိုးရိမ်မှုတွေကိုထိုင်းကာဝေးရေးဝန်ကြီးပယ်ချလိုက်ပါတယ်။ဒီသတင်းကိုတော့ဝိုင်းနေကတင်ဆက်ပေးသွားပါမယ်ရှင်။ကမောရီးယားထိုင်းနယ်စပ်တဲမာမှုတွေကိုအစိုးရရဲ့ကိုက်တွယ်ပုံနဲ့ပတ်သက်လို့အများပြည်သူဖြစ်တင်ဝေဖန်မှုပိုများလာနေခြင်းစစ်တဲ့အာဏာသိမ်းနိုင်ခြင်းနဲ့ပတ်သက်တဲ့စိုးရိမ်မှုတွေကိုထိုင်းကာကွယ်ရေးဝန်ကြီးဖွန်တန်ဝီချာရာချိုင်းကပယ်ချလိုက်ပါတယ်။ မြူသားရေးဝါဒီအဖွဲ့တချို့ကအာနာသိမ့်နိုင်ကြီးအစိုးရထုတ်ပယ်ခံရနိုင်ခြင်းနဲ့ပြောဆိုမှုတွေကိုတုံ့ပြန်ရမှာဝင်းကြီးဖွန်တန်ကသူနဲ့စစ်တပ်ကြားဆက်သွယ်မြဲရှိပြီးစစ်တပ်ကြားဝင်ဖြည့်ရှင်းမဲ့လက္ခဏာမတွေ့ရဘူးလို့အစွန်6ရက်မှာပြောဆိုခဲ့တာပါမြူသားရေးဝါဒသဘောထားတွေအားကောင်းလာစေဖို့တွေးထိုးလှုံ့ဆော်နေသူတွေအနေနဲ့စစ်ပွဲဆိုတာရှောင်ရှားတာအကောင်းဆုံးပဲဆိုတာသူတို့နားလည်တဲ့ကြောင်းတွေးထုတ်လုံဆောင်မှုမလုပ်ကြဘူးနဲ့လှုပ်ခဲရင်ပြဿနာတွေနောက်ကလိုက်လာမှာဖြစ်ကြောင်းဝင်းကြီးဖွန်တန်ကဆိုတာပါ အများပြည်သူတွေအနေနဲ့အပြုသဘောစဉ်းစားကြဖို့နိုင်ငံတော်ချုပ်ချာအာဏာကိုကာကွယ်တာနဲ့တန်တမာဆက်ဆံရေးထိန်းသိမ်းမှုကြားကွဲကွဲပြားပြားသိအောင်လုပ်ကြဖို့လည်းသူကတိုက်တွန်းထားပါတယ်။ကမ္ဘာကြီးမှာပြဿနာတွေအများကြီးရှိနေပြီးနိုင်ငံတကာဆက်ဆံရေးဟာငြင်းပွားမှုဖြစ်ချင်းရဲ့တစ်စီတစ်ပိုင်းဖြစ်တဲ့နယ်လို့လည်းဝန်ကြီးကပြောပါတယ်။စစ်တပ်ရဲ့အားကောင်းတဲ့ရည်တည်ချက်ကြောင့်ပြဿနာအရှိန်မြင့်လာပြီးအာဏာသိမ်းမှုဖြစ်လာမှလားဆိုတဲ့မေးခွန်းကို ဝင်ကြီးဖွန်တန်ကစစ်တပ်မှာပြီးမြောက်အောင်လှုပ်ဆောင်ရမယ့်တာဝန်တွေရှိနေပြီးအစိုးရနဲ့ပဋိပက္ခမဖြစ်ရဘူးလို့ပြောပါရယ်စစ်တပ်ရဲ့တာဝန်တွေထဲမှာနိုင်ငံတော်ချုပ်ရှားအာဏာကိုကာကွယ်ရေးလဲပါဝင်တယ်လို့သူကပြောပါရယ်မင်းဆက်ရှိရကနှစ်နိုင်ငံရဲ့ဆက်မှာခိတ္တဖြစ်ပွားခဲ့တဲ့အပြန်အလှန်ပြစ်ခတ်မှုအတွင်းကမ္ဘောဒီးယားစစ်သားတအူးတေဆုံးခဲ့ပြီးနောက်ကမ္ဘောဒီးယားကနိုင်ငံတကာတရားရုံးမှာဖြေရှင်းဖို့တောင်းဆိုထားပါရယ် ထိုင်းကနှစ်နိုင်ငံနှိမ့်နှိုင်းဖြည့်ရှင်းဖို့အလိုရှိနေပြီးနေဆက်တင်းမာမှုအရှိန်ပိုမြင့်လာလို့လိုအပ်ရင်အစ်စ်မြင့်စစ်စင်ရေးတွေပြုလုပ်ဖို့စစ်တပ်ကကြိုတင်ပြင်ဆင်ထားပါသည်။စိုးရရဲ့ဆုံးဖြတ်ချက်ကြောင့်စစ်တပ်ကစိတ်ပြတ်နေပြီးအများပြည်သူဝေဖန်မှုလည်းပိုများလာနေပါသည်။နှစ်နိုင်ငံညှင်းပွားမှုအတွင်နည်းမြေဆုံးရှုံးရနိုင်တာကြောင့်ထိုင်းဆိုရအနေနဲ့ပြည်ပြသားသားရက်တီဖို့ပြည်သူတွေကအလိုရှိနေတာဖြစ်ပါသည်။ န်တိုင်းမြန်နောက်ဆုံးရသတင်းစုစည်းမှု podcast အစီအစဉ်ကိုတော့အပတ်စဉ်အင်းကဇာတာပတိစနေနေ့ညနေ6:00နာရီအချိန်တိုင်းမှာနားတော်တာဆင်နိုင်ပါတယ်။ Foreign Time မြန်သတင်းထုတ်လွှင့်မှုတွေကိုတော့ Facebook, Telegram, Instagram, X, Foreign Time မြန် website စာမျက်နှာနဲ့ Foreign Time application တို့မှာလည်းဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ Foreign Time မြန်နောက်ဆုံးရသတင်းထုတ်လွှင့်မှုကိုနားတော်တာဆင်ခဲ့ကြတဲ့ပရိသတ်များအားလုံးထူးကျေးဇူးတင်ရှိပါတယ်ရှင်။